အလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးရန်ကုန်ဘဆွေ ရေးသားတော်ရော့သွားတော်ဗဇတ်တပေါ့လို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာရော့သွားတော်ဗဇတ်တပေါ့အေးတီတီနောက်ဖေးတစ်ပင်အုပ်ကြီးထဲမှာအဝေါငတ်မိတန်နဲ့အတူအဲ့ရမလူလဲထားလိုက်သည်အေးတီအမေဒီမိဖို့ဆောင်အတွင်း၌မိကလေးတလက်လက်နဲ့ရှိနေ၏ညမကလေးနဲ့မောင်ကလေးတို့သည်အဖာအထေးများနဲ့တကား ဖားဥတွေဆွဲလျက်ရဲ့ညိုညင်းညင်းဖြစ်နေသော ရှင်တော်အဆက်တွင် ဟိုဘက်တယောက်ဒီဘက်တယောက်ဖိကပ်၍အိတ်နေကြ၏ညစ်ထက်တဲ့ရှင်အင်းကြီးမြသာဝတ်ထားသောမောင်ကလေးသည်ပေါင်ရံတွင်းကိုလက်နှစ်ဖက်ဆုံသွင်းလျက်ဖိန်တုံးလုံးနှင့်ကိုယ်ကိုယ်ကလေးအိတ်နေ၏အေးတီတီမိမိ၏လွှာချင်းအညာဆောင်ကလေးကို မောင်ကလေးပေါ်သို့လွှာချုံတင်ကရှင်တော်ထဲမှထွက်လာသည်တဖက်ရှင်တော်မှဟောက်တံကိုကြားရသောကြောင့်အဖေသည် ပင်လေကြီးကိုလီလောက်ရာမှာယနေ့နဲ့နဲ့အစောကြီးပြန်ရောက်လေဟန်တို့ကြောင့်အေးဒီတိတဲ့ဖြင့်အဖေမနှိုးရန်ဖြင်းညင်းစွာသွားသည်ဝါးချမ်းပြင်သည်ဂျိုးဂျိုးကြီးကြီးဖြင့်မြည်သေး၏တို့ရတွင် အေးဒီအဖေကမနှိုးသည်အေးဒီသည်အိမ်ပေးချီမိဖို့ဆောင်ပြုလုပ်ထားသောအဖေဝါတွင်ထိုင်လျက်ဖားလျားကျနေသောသပင်များကိုရစ်ပတ်လိုက်သည်ထို့နောက်မြေဆိုင်မိဖို့အတွင်းမှ တောင်းများလင်မန်းများကိုဆွဲယူလျက် မနီမဝင်းရှိရေပုံပိုင်တို့တွားရောက်သည်ရေပုံပိုင်ရေထန်းစားသောအညာသားကိုဆန်အေးသည်ရေပုံပိုင်ကောင်းတို့တွင်တန်ပေါင်းတစ်လုံးသည်ချ၍ရေခံနေ၏အေးသည်သည်ရေပုံပိုင်ရှိအောက်ခံတမန်တလင်းပေါ်သို့ဗန်းများတောင်းများကိုချ၍ပါဇက်မှရှေခနဲမီအောင်လေကိုမှုတ်ထုတ်လိုက်ပြီးလည်းရင်အမလီချမ်းလိုက်တာဟုမေးခတ်တန်ဖြင့်ပြောလည်းရဲ့ကုတ်ကုတ်ကလေးထိုင်ချလိုက်သည်ချမ်းရင်ငါอยู่ပါလားဟာ ။အာကနေကိုနှွေးအောင်ဖတ်ထားပြီးမှာပေါ့။မตาကြီးနော်။တော့ယူရင်နှွေးဖို့နေနေတတ်တာ။တော်နဲ့လိုက်ပြီးအခုတို့ရေထမ်းနေရလို့ပိုတောင်ရှမ်းနေပါဦးမယ်။အေးတီတီပြောပြောဆိုဆိုနေ။မိမိဘက်တွင်ရှိသော ရေပုံပိုင်ကောင်းအောင်မှဆန်အေးဤတံပုံးကိုတွန်းဖယ်ပြလိုက်သည်။ထို့နောက်မိမိယူလာသော တောင်းများဗန်းများကိုဆေးရင်အညာသားကအညာသားဖြစ်ပြီးလောဘကြီးတယ်။ ရေပုံပိုင်ကောင်းနှစ်ခုစလုံးများသူ့ဖိုးရေပိုင်ပစ္စည်းများအောင်းမိနေသလားမသိဘူးဟုပြောလိုက်သည်ဆန်အေးကြီးမှာသဘောကောင်းသူဖြစ်သည့်အလျောက်မိမိဘက်မှတန်ဘုံတွင်ရေပြည့်သွားသည်ဖြင့်အေးသည့်တွန်းထုတ်လိုက်သောတန်ဘုံကိုမိမိဘက်ရေပုံပိုင်ကောင်းအောက်သို့ယူ၍ရေဆက်ခံသည်အေးအခုတော့ပြောအောင်ပေါ့ဟာနောက်မှကိုဆန်အေးကြီးမယူလိုက်ရတာမှားလေခြင်းဆိုပြီးအမေတေနာကောင်းကြီးကတော့လိုအညာသားကို ုပ်တယ်မဟုတ်ဘူးဘသူမှယူမှာမဟုတ်ဘူးတော်တယ်ငါပြောတော့ပေါင်ချရမယ်တိလားတဲဒီကမ်းပါလေမအူးမချွနဲ့နေတော်အစကငါ့ကိုကြိုက်မလို့မဟုတ်လားစိုက်ကားသမားထွန်းဆိုင်ကလက်မြန်ရှင်းမြန်နဲ့မို့နေသူ့နောက်ပါသွားတာပါဟာငါပြောစမ်းသူကနေကိုဘဲနဲ့လှုပ်လိုက်လို့နေသူ့နောက်ပါသွားရတာလေမသာကြီးနော်အေးဒီဒီဆိုင်အေးကြီးအားစေးနေတော့လင်းမန်းနဲ့ခုတ်လိုက် ဆန်အေးကြီးကမထိအောင်ချောင်းပြီးလိုက်ရင်ရေပုံးများကိုထန်ပြေသည်နှင်းနောက်ဒေါ်လာသည်ဝယုံပင်များကိုလှုပ်ရမ်းလိုက်ပါမှအေးဒီကိုပတ်ဖြန်းသွား၏အေးဒီသည်ဘုံပိုင်းတွင်ကုန်း၍မျက်နာတက်လျက်ဗစက်မှတချွေးချွေးမြည်ရင်အိမ်စီတို့ပြေသည်အေးဒီမိခင်သည်နောက်ထပ်ပဲပြုတ်တပောင်းကိုမိဖို့ပေါ်မှချလာ၏အေးဒီသည်တန်ပေါင်းနှပေါင်းကိုဆွဲလျက်ရေပုံးပိုင်းတို့ပြေးရပြန်သည်ထို့နောက်အရှာအိမ်မှုကိစ္စများကိုလှုပ်ရပြန်သည် ြီးမှတဏ္ဍကားလိမ့်ပြီးလည်းရင် ထားသွားထလာအတွက်တထထဲမြတာရှိသောအင်းကြီးနှင့်လုံကြီးကိုလဲလှယ်ဝစ်စင်သည်ခလန်းလန်းကားခိတ်စီမှဈေးတဲ့ကြိုးသောကားသည်ဟောကိုတပွန်းပွန်းမြည်လျက်တီးလျက်တိတ်ဆိတ်သောနနက်ခင်းသည်လှုပ်လှုပ်ရှားရှားဖြစ်လာ၏ကားစိတ်မှဟွန်းတန်သည် ကားထွက်သွားတန်နှင့်အတူပြောက်ွယ်တိတ်ဆိတ်သွားပြီးနောက်မကြာမီအတွင်ကြီးအော်တန်များကိုကြားလာရသည် ထိုအချိန်နှင့်မရှိမနှောင်းပင်လည်း ပဲပြုဟူသောအတန်ဆူးဆူးကလေးကိုကြားရတတ်၏ထိုအတန်သည်အေတီဤအတန်ဖြစ်လေသည်အေတီနှင့်အမေသည်ပဲပြုတောင်းကိုစီနှင့်ရှေ့နောက်ထွက်ကြပြီလျင်အေတီဤမိခင်ကအေတီကိုကြောခိုင်းလျက်တဖက်သို့လှည့်သွားလိုက်တိုင်းအေတီကလည်းအေပဲပြုဟူသောအတန်ကိုပင်ကိုဂယုဏတန်ကလေးနှော၍ပဲပြုဟုဆွဆွငင်ငင်အော်ဟစ်နေကြဖြစ်သည် ေးဒီအတန်ဒီတိတ်ဆိတ်သောနန္ဒခင်တွင်အဲ့ရပေါ်၌လဲလျောင်းအပြင်းထူနေကြသူများကိုတတရာရာနှင့်နိုးစေနိုင်ရုံမျှသာမကလမ်းတစ်ဖက်တစ်ချက်ရှိအိမ်များတပည့်များကို ရိုက်ခတ်ပြီးလည်းရင် ကောင်းကင်ရန်သို့ရှံတက်သွားစေသည်ထို့သောဈေးဝယ်လိုသောတစုံတစ်ယောက်သည်အေးဒီအတန်ကိုကြားလိုက်ရလျင်အတန်မပြောင်းမီထွက်၍ခေါ်ပါမှအေးဒီကိုတွေ့ကြရမည်ဖြစ်သည် ထို့သောမဟုတ်ပဲအနေငယ်မြနောက်ကျနေပြီဆိုပါကအေးဒီဒီအခြားလမ်းထိပ်တစ်ခုတို့ရောက်ရှိရှိုးဝင်နေပြီဖြစ်ပေလိမ့်မည်ထိုအကြောင်းကိုတည်ပြီးဖြစ်တော့ထွန်းဆိုင်သည်အေးဒီအော်တန်မဆုံးမီပြန်လျင်လာအိုးဟုအဲ့ရတဲ့မှနေ၍အတန်ပြုတ်လိုက်သည်တကယ်ဆိုတော့ထွန်းဆိုင်မခေါ်တော့လဲအေးဒီကမူဝင်နေကြဖြစ်ဖြစ်ဝင်လာမိတာဖြစ်သည်တထေးကကုတ္တတိမထဘူးစီးတိန်နေကြည်နေလိုက်တာ ရှမ်းလုံးလို့ပါဟာငါတညာလုံးစိုက်ကားဆွဲနေရတာအခု၄နာရီထိုးမှပြန်လာရတာအောင်မလေးကိုလောဘနဲ့ကိုချာစားဖို့ခြာတာဘသူကတန်ထားနေရအောင်ပါလဲကဲပါလောက်ပါ သူများနေမြင့်နေပါအောင်မယ်သွားပါဟာနေဟာနေမဲ့မီးဖို့တဲ့ပကံလေးပါလေးယူပြီးထဲသွားစမ်းပါငါရှမ်းလုံးလို့အိယာကမထားပြရသေးနဲ့တော်စမ်းပါကိုဟာကိုသွားယူပါလားជីជីကော တို့အမေကနောက်၄၅ရက်ကြာရင်နိဗ္ဗာန်ရောက်တော့မယ်ဟာ မနေ့ကတည်းကဘာဆရာတော်ကြီးဆိုလားအဲ့ဒီသွားပြီးကမ္မထမ်းထိုင်တယ်လေကဲပါတော့ယူမာလာမယူဘူးလားကျုပ်အချိန်ကုန်တယ်မယူဖြစ်နဲ့သွားမယ်ခတ်ပါပြီဟာယူချင်းလို့တမင်ခေါ်လိုက်တဲ့ဟာပဲငါမှအအေးပတ်နေလို့ဟောဒီမှာလာဆန်းကြည့်ပါလားငါလက်တွေအေးဆက်နေတာပဲအိုးဆန်းကျင်ပါဘူး မဆန်းကျင်လဲတွားပါဟဲ့နေဟာနေပဲပကံထဲမှာထက်ထားပြစ်ခဲ့အဲ့ဒီလိုမှမဟုတ်ရင်လည်းနေတဘောပဲတွားကျင်လဲတွားတော့တွေ့လိုက်ရင်ဒီလိုပဲတော်တော်ကိုစီးပိုးတယ်နေရတကာမှာပိုင်ဆိုးပိုင်နေနဲ့အေးတီတီပြောပြောဆိုဆိုစင်ကလေးပေါ်သို့တက်လန်းလိုက်ကထွန်းဆိုင်ဤရှင်ရင်းမှဖြစ်လျက်မိဘကလေးတဲ့သို့ဝင်သွားသည်အေးတီပကံယူနေစဉ်ဝါးကျမ်းပြင်ကိုနင်းလာတန်ကြားပြီးနောက်အေးဆက်သောလက်နှစ်ဖက်သည် အေဒီအီခါကိုရက်ပတ်လိုက်ခြင်းခံလိုက်ရသည်အေဒီဒီရုံးကန်ခြင်းမပြုတ်တော့လဲရင်ထဲတွင်ရုတ်တရက်လှိုက်ဖို့သွားသည်ဘကံပြန်ချလိုက်လျင်တော့တော့အဲ့လိုမလုပ်ပါနဲ့နော်ဒီလိုလုပ်တာမကောင်းဘူးကျုပ်အစကလေးကအထင်သာဟုတုံတုံရင်ရင်မောတန်နဲ့ပြောရင်ကိုထွန်းဆိုင်ဤလက်နှစ်ဘက်ကိုမိမိလက်ထပ်ဖမ်းနဲ့စုပ်ကိုင်ဖယ်ပြစ်နေသည် ချမ်းလုံးလို့ပါဟာနင့်ကိုလေးဖတ်ထားရတာတိတ်နွေးတာပဲထွန်းဆိုင်သည်အေဒီအီနောက်မှခေါင်းချင်းထိလျက်ရဲ့အေဒီအီနာဝါသို့ကပ်၍တူတူပြောလိုက်သည်ဟဲ့ဟဲ့တော့တော်မကောင်းဘူးကျုပ်ကျုပ်ဈေးသွားရောင်းရအောင်မယ်လွတ်ပါတော့အေဒီဒီကတော့ငရင်နဲ့ပါဇက်မှဤတို့ပြောနေတော့လေမိမိကိုယ်တိုင်မူမိမိဘာသာဘာလို့မိတီကိုမသိပဲ ထောစာ၏လက်နက်ဖက်ကိုလှုပ်လိုက်မည်ဆိုတဲ့ကဲ့သို့အတင်းဖြစ်ညင်ဆွဲဖိထားမိနေသည်တို့တယောက်နဲ့တယောက်ကြိုက်နေကြတာလေကြာလာပါပြီဟာငါနေကိုတကယ်ယူပါမယ်ဟာနေငါ့ကိုမရှိဘူးလားအေးတီတီအာစေးထဲထားသလိုစကားတခုံးမှပြန်မပြောနိုင်ပဲဖြစ်နေ၏ထိုနေ့နဲ့နဲ့တွင်အေးတီပဲပြုတ်ဆက်လက်မရောဖြစ်တော့ရှိနေကလေးအနှဲငယ်မြင့်လာတော့အခါအေးတီငိုပါလေတော့သည်ထုံးဆိုင်ရင်ဘက်ကိုလည်းတပုံးပုံးနဲ့ မိအောင်ထုတော့ဤကဲမထိုးပါဘူးအေးဒီယာငါအမေကလည်းတပတ်လောက်နဲ့ပြန်လာမှာမဟုတ်ဘူးနင်ဒီမှာပဲနေလိုက်ပါတော့ဟာဟုတ်တယ်အာကြီးကြီးဖြစ်လိုက်မယ်ဒီလန်းတလန်းထဲမှာအတူတူနေကြတဲ့ဥစ္စာကိုအမေတို့အဖေတို့ကမသိပဲနေပါမလားတော်ကြီးတော်ကြီးဘာမှမစင်စားဘူးအရန်အရန်အေးဒီဤစကလုံးထဲတွင်လက်တီးစုပ်ကလေးများပါရောပါလာသည် ထို့နောက်ငိုလဲငိုလိုက်သေးသည် ထုံးဆိုင်လေးစွမိဆွရာထင်းတလို့လှုပ်တဲ့သူဖြစ်တော်လေအေးဒီကိုတော့တကယ်ရှိနေမိသည်ထို့ကြောင့်အေးဒီငိုဒီကို သူမကြည့်ရဲ့အေးဒီငိုနေသည်များသူ့တောင်းဝမကင်းဖြစ်ရသည်ထို့ကြောင့်အေးဒီကိုရှော့မော့၍ထားပစ်ခဲ့ပြီးလည်းရင် သူအပြင်သို့ထွက်သွားသည်အေးဒီတိတ်မမျော်ရသေးမိပင်ထုံးဆိုင်ပြန်ရောက်လာသည်ထုံးဆိုင်ပြန်ရောက်လာသောအခါအညာသားဆန်အေးနှင့် သူ့အဖို့ဆိုင်ကားသမားတဦးလည်းပါလာသည်ထွန်းဆိုင်၏အစီအစဉ်များမှာအေးဒီဤမရောက်ရသေးသောပဲပြုံများကိုတငယ်ချင်းဆိုင်ကားသမားများနှင့်ရင်းနှီးခင်မင်သူတွေဝေယူလိုက်ကြရန်ထို့နောက်နေ့စဉ်အေးဒီပြန်အပ်နေကြပတ်စံအရေးအတွက်အတိုင်းထွန်းဆိုင်ကထုတ်ပေးခဲ့၍အညာသားဆန်အေးကြီးကပဲပြုတ်တောင်းနှင့်ပတ်စံကိုယူသွားပေးလိုက်ရင်အေးဒီတို့အမေကိုပေးအပ်ရန်ထို့နောက်အေးဒီသည်ထွန်းဆိုင်နှင့်လိုက်ပြေးကြပြီဖြစ်ကြောင်းကိုပြောပြရန် မိမိအားတော့ပို့ပေးပါဆိုတဲ့ဖြင့်သာလာပို့ရသည်သူတို့ဘယ်ထွက်သွားပြီဟု ပြောရန်တငယ်ချင်းဆိုင်ကားသမားကအေးဒီနှင့်ထုံးဆိုင်တို့ကို တနေရရာတို့လိုက်ပို့ပေးပြီးလိုက်ရင်အေးဒီတို့အိမ်ကအရှင်နေမျိုးကိုဆန်အေးစီမှတဆင်နောက်တစ်ချိန်လာရောက်တည်င်းပို့ပေးရန်ထုံးဆိုင်သည် ESC စင်တာပြုလုပ်ပြီးလိုက်ရင်တကားမြမရှိတော့မိမိအင်္ဂလေးကိုလေအဖော်ဆိုင်ကားသမားနဲ့ဆိုင်အေးကြီးတို့ကိုအထားပြခဲ့ကာ အဖို့ဆိုင်ကားသမားလိုက်ပို့ရာသို့အေးတီနှင့်အတူပါလာခဲ့လေတော့သည်အဖို့ဆိုင်ကားသမား၏မိတ်ဆွေမှာအလွန်ဖော်ရွေသောလူပြောကြီးတစ်ယောက်ဖြစ်လေရဲ့ယခုအခါတွင်ဆိုင်ကားမနေပဲသုံးဘိန်းကားမောင်းနေသည်ဆို၏ထွန်းဆိုင်တို့ရောက်သွားသောအချိန်တွင် အလွန်ဝမ်းမြောက်ဝမ်းသာစွာဖြင့်ထွန်းဆိုင်တို့လင်းမယားအတွက်ကျူထရံများကာကာအခန်းကလေးတစ်ခုကိုရှက်ရှင်းလှုပ်ပေးချသည် ထို့နောက်အတော်ပဲဟေးတို့ဆရာသမီးမင်္ဂလာဆောင်မလို့ကွာ အဲ့ဒီအိမ်မှာဝိုင်းတော့ပေးဖို့မင်းအပေါင်းအသင်းတွေခေါ်ခဲ့စားမှာအောင်လို့ပြောထားတယ်။မင်းတို့လင်မယားအစ်စ်ဆက်ဆက်ရောဟိုကောင်ရောငါအပေါင်းအသင်းတွေအနေနဲ့ဝိုင်းဝန်းလောက်ကန်ပေးကြပါအောင်ကွာဟုဆိုလာ၏။ဟိုကောင်ဆိုဒီမှာထုံးဆိုင်ဤအဖော်တွေကို ပြောခြင်းဖြစ်သည်။သို့တော်ထိုအဖော်ဖြစ်သူမှာထုံးဆိုင်တို့အတွက်တည်င်းလာဖို့ရအောင်မည်ဖြစ်တဲ့ဖြင့်ထုံးဆိုင်တို့နှင့်အတူမနေနိုင်သည်။ထုံးဆိုင်တို့လင်မယားတားလျင်ကြံ့ရိတ်ခဲ့ကြသည်။အေးတီတီအပြက်အပြက်နှင့် ယခုလိုတကယ်ထွက်ခိုက်လာမှမောင်လေးကိုအောင်းမေ့တယ်လို့လို့ညမလေးကို လွမ်းတယ်လို့လို့ဖြစ်နေ၏အမင်းစိတ်ထဲမှာဘလို့နေမလဲအဖေကများတိတ်စိတ်ဆိုးနေမလားဟု တွေးတော်နေ၏ထို့ထက်ငါတယောက်ဈေးရောက်ပေးမည်လို့ရော်သွားလျင်တော့အမေတို့အဖေတို့ကြက်တဲလာကြတော့မှာပဲဟုတွေးမိလည်းရဲ့အတော်စိတ်မကောင်းဖြစ်နေမိ၏အဲ့ဒါကြောင့်များအမေတို့အဖေတို့ကစိတ်ဆိုးပြီးကိုထွန်းဆိုင်ကို တွေးဆောင်ခေါ်ဆောင်သွားပါတယ်လို့ ကတ်တိုင်လေးမလားဟုလည်းတွေးမိ၏အသက်မစေသေးဘူးဆိုရင်အပြစ်ကြီးတယ်လို့ပြောတမ်းကြားဘူးတယ်အဲ့ဒီတော့ငါအသက်စေပြီလားမစေသေးဘူးလားဟုတွေးတော်၍မသိနိုင်အောင်ဖြစ်နေ၏ထို့ပြင်ယခုလိုခိုးရလိုက်ခဲ့ဒီမှာထုံးဆိုင်ကသွေးဆောင်ခေါ်တာလားသူကကြိုက်ပြီးလိုက်လာမိခဲ့တာလားဟုလည်းတွေးမရအောင်ဖြစ်နေ၏အမှန်တော့ထုံးဆိုင်နဲ့သူနဲ့နှစ်ယောက်သားတွေးကြရာဝဲ သူကလည်းမိတို့အများညင်းဆန်မှုမပြုလှသေးပဲအချိန်ကုန်သွားသဖြင့်ရောင်းချိန်မဟုတ်တော့ကြောင်းရောင်းရမရတော့တော့ကုန်တွေနဲ့အိမ်မပြောင်းဝွင့်ရမှာမထိုးဘူးဟုလိုက်ပါလာရခြင်းသာဖြစ်သည်အေးဒီလာပါဦးဟာဟောဒီမှာကွာတို့လူကြီးရဲ့ဆရာကမုံဟင်းကားနဲ့ကြွေးမလို့တဲ့မုံဟင်းကားချက်တက်တဲ့သူလဲဟုတ်တိပတ်တိမရှိဘူးတဲ့ကဲလက်ဆန်းလေးပါလေပြလိုက်ချမအောင်ကွာဒါကြုတ်မိမ့်ပါဗျာလို့ကြွားလိုက်ရှင်လုံးလို့ ေဒီဒီထုံးဆိုင်အနီးသို့ရောက်သွားသောအခါထုံးဆိုင်ဤကြောကိုအုံးကနေမိအောင်ထုလိုက်သည်ကဲပြောအကြောကြီးနဲ့သူများကိုမိမမိမနဲ့ဟာကို့မိမမို့ကို့မိမပြောတာပေါ့ကွာနို့နင်းကဘသူမိမလဲအိုးကြည့်ပါလားအေးဒီဒီပြောပြောဆိုဆိုနဲ့ထုံးဆိုင်ဤပေါင်နှင်းကြောကိုလိုက်လိမ်သည်ထုံးဆိုင်ကနောက်ဆုတ်နောက်ဆုတ်နဲ့အေးဒီလိုက်မမီယုံကလေးများသာပြေးလေသည် ထိုညတွင်ထွန်းဆိုင်တို့လည်းမရသည်မိမိတို့တဲသောအင်ချင်းဆရာဤတမီးမင်္ဂလာဆောင်ကျွေးမွေးရန်အတွက်ဆက်ရပြုတ်ရနှင့်နနက်၃နာရီခန့်မှအိမ်ပြန်ကြရသည်ရှစ်သစ္စာလူငယ်လည်းမရသည်အိမ်ပြန်ရောက်တော်လဲတော်တော်နှင့်မအိတ်နိုင်ကြသည်ပဲမယိုးနိုင်သောရှစ်စကားများကိုပြောနေကြရသည်အေးဒီအိယာမနိုးသောအခါဓာပြားတခြင်းများသည်အတန်ရှက်ဆက်မှကြဲလောင်စွာမြည်နေကြလေပြီ ေါ်ဆိုင်ကိုနှိုး၍အဲ့ရထဲမှလူလဲထားကြ၏မင်္ဂလာဆောင်အိမ်သည်ဤတော်ပါရက်ွက်ကလေးတွင်အတော်ကလေးမျက်နာကြည့်သောအိမ်ဖြစ်သည် မင်္ဂလာဆောင်လာကြသည့်သူများသည်မင်္ဂလာလက်ဖွဲ့ပစ္စည်းများနှင့်အတူတပွဲပွဲရောက်ရှိလာကြ၏တော်ပိုင်းကြသည်ဖြင့်အကျွေးမွေးကလည်းစုံလာသည်မုံဟင်းကလည်းကြွေ၏ထို့နောက်ဘူလာပိုင်းဤရေခဲမုံကိုလည်းကြွေ၏ပြီးလည်းရင်ကော်ဖီတစ်ခွက်တိုက်ပြီးမှတပေကြော်ကြော်ရှိသော ရောင်ပြားကတ်ထားသည့်စေပေါ်လေကြီးတွင်စက္ခုပန်းတက်ခတ်ထိုး၍မင်္ဂလာဆောင်လာသည့်ဧည့်သည်တို့ကိုပေးသည်။ထုံးဆိုင်သည့်ရွှေတလုံးလုံးနှင့်နောက်ဖေးတွင် ကော်ဖီဖြော်ရ၏။အေဒီကရင်နှင်းအိုးကိုမီးလိုင်လိုင်ထိုးပေးရသည်။ကော်ဖီတွေတိတ်မဖြော်နဲ့တော့ဟေ့တော်လောက်နေပြီဟုလူတယောက်ကလာပြောတဲ့ဖြင့်ဖြော်လက်စကော်ဖီကိုပြီးအောင်ဖြော်လိုက်ပြီးလည်းရင်လက်စတက်လိုက်ကြသည်။တအိမ်လုံးတဝေါဟောနှင့်ဆူညံနေ၏။မင်္ဂလာဆောင်လာသောလူတွေအားလုံးတို့သည် အရွယ်နှစ်မလိုက်တော့ကလေးကလားအရာအဝတ်တို့ကိုဝတ်ဆင်လာကြကုန်သည်မိမတွေကပို့ဆို၏တရေတွန့်နေပြီဖြစ်သောမိမကြီးများကလည်းနှုတ်ခမ်းနေပါနေဆိုလည်းမျက်နှာချေအဖွေးသားနှင့်ဖြစ်နေကြသည်။ငှား၍ဝဲလာဟန်ရှိသောစိတ်နှကံများကို လုံမြင်စေရန်မျက်နှာကိုတမင်လှုပ်၍စကားပြောလိုက်ကြသောအခါသူတို့၏ငကကြီးများကလက်ခနဲလက်ခနဲအယောင်တွေတောက်သွားကြ၏။ဟောတတို့သားလာပြီ။ ဟူသောအတံများနှင့်အတူရောက်ရှိနေကြသောပိဋိတ်တက်ကယုံ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 ဖြစ်သွားကြ၏တကိုယ်လုံးပိတ်ဖြုတ်ဝတ်ထားသောအဝဆွမ်းချွင်ချွင်နှင့်လူကြီးကမူအခါကောင်းမင်္ဂလာကောင်းအချိန်မှရောက်လာတဲ့အတွက်အင်မတန်လျော်ကန်သိမ့်မြတ်သည်ဟုဆိုနေသည်အခြားသူများနည်းတူအေးတီနှင့်ထွန်းဆိုင်တို့ကလည်းအိမ်ပေါ်သို့တက်လာကြပြီဖြစ်သောသူတို့သားကိုတိုးဝှေ့ကြည့်ရှုကြ၏သူတို့သားလာလန်းတွင် ပိုးဘဝကို လက်ကောက်ကျိုးများနဲ့ဝင်းနေအောင်ဆွဲလိုက်ရဲ့အကန့်လိုက်အကန့်လိုက်ဖြတ်တားလျက်ရှိနေ၏တရိုးသားပေးချင်လူပြိုကောင်းထံမှငွေဆက်ကိုအထက်လိုက်ထွက်ကြလာတော့အခါဟေးဟူသောပျော်တန်ခြင်းနဲ့အတူဖင်ကိုလိန်ကျစ်လိန်ကျစ်လောက်၍ကာတော်မိမနှစ်ယောက်ပေါ်လာပြီလျင်ပဝါတန်းကြီးတန်းပြုတ်ထွက်သွားသည်ထောဆိုင်နှင့်အေးတီတို့သည်အီမီခွင်းကိုကြည့်ရှုရင်းသူတို့ပါရောနောပျော်ရွှင်နေကြသည် တရိုသာအိမ်ထဲသို့ရောက်သောအခါတရိုသမီးကိုလည်းအပြိုများရန်လည်းအခန်းတစ်ခုထဲမှထုတ်လာသည်တရိုသားနှင့်တရိုသမီးတို့သည် အထူးပြင်ဆင်ထားသောအခင်းပေါ်တွင်နှစ်ယောက်အတူရှင်၍ထိုင်နေကြသည် မိတ်ဆွေအပေါင်းအသင်းတို့ယူလာကြကုန်သောလက်ဖွဲ့ပစ္စည်းတို့သည်တီလာပေသောဖုံးတော်ရိပ်ရှိတွင်ဝင်းရနေကြသောလှူပွဲပစ္စည်းများကဲ့သို့တရိုသမီးနှင့်တရိုသားတို့၏ရှေ့ပတ်ပတ်လည်တွင်ဝိုင်းရံနေကြသည် မိမကြီးတယောက်နဲ့လူရယ်တယောက်သည်ထိုပစ္စည်းများကိုဒါနာအစာအုပ်နှင့်ဆက်ရင်းပြုလုပ်နေသည်တရုသမီးနှင့်တရုသားတို့၏ရှစ်တက်တက်တွင် ကြီးမားသောငွေဖလားကြီးတစ်လုံးနှင့်ရှိသည်တရုသမီးသည်ရှက်ရွံ့သောဟန်ပန်နှင့်စထိုင်းကလေးကမျက်နာကိုတတ်တမတ်ထဲအောက်သို့ငုံထားသည်တရုသမီး၏မျက်နာမှာနီးမြန်းနေပုံကိုလည်းမြင်ရသည်အေးတီတီတရုသမီး၏နေပုံထိုင်ပုံကိုဝက်စားဆင်ရင်ပုံများကို တမေတမောငေးလည်းရဲ့ကြည်နေမိသည်ဝိပုအစဉ်ကျယ်တွင်ပန်းရောင်ခေါင်းပေါင်းဖြင့်လုံးကြီးတင်ထားသော မင်္ဂလာဘိသိက်ဆရာသည်သရိုသမီးနှင့်သရိုသားအားမင်္ဂလာဘိသိက်တွန်းပေးရန်အတွက်အဆောင်အယောင်ပစ္စည်းကရိယာတို့ကိုပြင်ဆင်နေ၏မနီမဝေးမှတီးဝိုင်းသည်အင်းမင်္ဂလာအချိန်ခါမျိုးတွင် အထူးတလဲကြိုးကြိုးပန်းပန်းတီးနေရှာ၏ခဆောသောကရှိုထားဟန်ရှိသောအဆိုတော်မင်းကလေးသည် သူ၏ဘိုးဆန်းဆန်းဝဲလေးရှိသောအတန်နှင့် ်မင်္ဂလာဩဘာဝဲတရှင်ကြီးကိုတတ်နိုင်သမျှထံကုံအောင်ဟစ်လိုက်လေသည်မင်္ဂလာဆောင်တို့ရောက်ရှိနေကြသောပိယိတ်တတ်သည်သရိုသမီးနှင့်သရိုသားရှေ့တွားနောက်လိုက်ညီမညီညင်းခုန်နေကြ၏လက်ဘွဲ့ပစ္စည်းရသောတံပိုးနှင့်ကျွေးမွေးကုန်ကြရသည့်စရိတ်ကြေးမကြေးခံမှန်းနေကြ၏အမြတ်ပေါ်လာမည်ဆိုလျင်တို့သမီးကြလျင်လေဤလိုပဲမင်္ဂလာဆောင်ပြည့်မည်ဟုစိတ်တွင်မှတွက်ကင်းချနေကြ၏ သူတို့အားလုံးဒီအိမ်မြကျက်တည်မင်္ဂလာတွေဖြိုးဖြိုးဝေးနေသည့်တူရိယာတန်ကိုမြနားထောင်ရကောင်းမှန်းမသိကြပေတီးဝိုင်းမှဆရာတို့ကလည်းမြေသူအာယုံဆိုင်သည်မဆိုင်သည်ဖြစ်စေမိမိတို့ဘာသာမိမိတို့အလွန်လက်တွေ့နေကြလျက်စိတ်လက်မပြတ်ပဲအားရပါရဆူတီးနေကြချသည်အခါတော်ပေးတာကနရေးငယ်ချွေသာသာသနာရောင်လင်းကောင်းခြင်းဒီချိန်ခါဝါကျက်ချာရမည့်နေရာတွင်ဝါကျက်အစား ဂွမ်းကနဲမိဟင်းသွားပြီးလိုက်ရင်သတို့သမီးနဲ့သတို့သားချင်းမှငွေဖလားကြီးသည်ပရိသတ်ထဲသို့လွင့်မြောက်ကြလာသည်သတို့သမီးအဖေကခြေထောက်နှင့်ပြေးပြီးခတ်လိုက်တော့ကြောင့်ဖြစ်သည်မင်္ဂလာဆောင်တစ်ခုလုံးရုပ်ရုပ်ရဲ့ရဲ့ဖြစ်သွားသည် ပြေးသူပြေးဆွဲသူဆွဲတောင်းမှန်သူတောင်းမှန်နဲ့ဖြစ်နေကြ၏ဘာကြောင့်ဟူ၍ပရိသတ်ကတော်တော်နှင့်မသိကြ နောက်မှသိကြရသည်ကသတို့သားဘက်မှလူကြီးများသည်အိမ်တဆောင်နှင့် ငွေ9000တင်တောင်းပါသည်ဟုကောင်းပြီးကောင်းရဲ့ပြောကြပြီးမှယခုအင်္ဂရန်နဲ့ပါမလားငွေလဲတပြားမှပါမလာတော့ကြောင်းဟုဆို၏မင်္ဂလာပွဲကြီးကပြတ်သွားခဲ့လေပြီထွန်းဆိုင်နှင့်အေးဒီတို့သည်မင်္ဂလာဆောင်အင်ကြီးမှဖတ်ဖတ်မောလျက်ပြန်လာခဲ့ကြသည်သူတို့ဤတဲနေရာအင်ရှင်သည်အေးမင်္ဂလာကိစ္စအတွက် သူ့ဆရာဘက်မှနာကြီးနေ၏မိဘဟူသည်မိမိ၏တာသမီးကိုစင်စည်း၍မြင်ရသည်ကိုသာကြည်တင်ကြောင်း ယခုကလေးကလိန်လေ၍မင်္ဂလာဆောင်သောယောက်ျားသည်နောက်သောအခါတွင်လည်းမယားဖြစ်သူ၏စိတ်မချမ်းမြေ့မှုကိုပြုလုပ်ရမည်ယောက်ျားမျိုးဖြစ်နိုင်ကြောင်းမယားဖြစ်သူအပေါ်တွင်လည်းတစ္ဆာကင်းမဲ့နိုင်ကြောင်းထို့ကြောင့်နောက်ဒုက္ခမရောက်မီယခုကပင်ကြိုတင်၍တားဆီးလိုက်ခြင်းဖြစ်ကြောင်းဤသို့ပြုလုပ်သည်ဖြင့်သရိုသမီးဘက်မှ ရှက်ဖွယ်ရာမရှိကြောင်းတရူသားကပင်လျင်ရှက်ဖို့ကောင်းကြောင်းတွေကိုပြော၏။တာသမီးတို့၏မိဘများအကြောင်းကိုပြောသောအခါ အေးသည့်စိတ်ထဲတွင်မိမိ၏အမေနှင့်အဖေကိုတတိယလာပြန်သည်မိမိ၏အမေနှင့်အဖေလည်းမိမိအားဤလိုပင်ရှမ်းချမ်းသာသာဖြစ်စေခြင်းလိမ့်မည်မပူမပင်ထားနိုင်မည့်ယောက်ျားနှင့်သာပေးစားရှင်ပေလိမ့်မည်တင်တောင်းတင့်တယ်ယူနိုင်မည့်သူနှင့်သာယူစေခြင်းလိမ့်မည်ယခုမူဆိုက်ကားနင်းတိုင်းမှ စားရသောထုံးဆိုင်နှင့်လိုက်လာခဲ့မည်သည်ယားအမေတို့အဖေတို့စိတ်ထဲတွင်ယူယုံမရဖြစ်နေကြမည်လား အဖေသည်အလောကျမ်းသမားပေပြီးအလွန်ဒေါသကြီး၏တခါတရံကစောကလေးများလည်းမူလာလျင်တလန်းလုံးကိုဘသူမှလူမထင်တဲ့ယခုဆိုလျင်စော်ကားမော်ကားအလောက်ခံရလေခြင်းဟုထွန်းဆိုင်ကိုလည်းတွေ့ရနေရတွင်ချမ်းသာခွင့်ပေးလိုက်မည်မထင်မိမိကိုလည်းဒလောက်မရန်ကိုဟုကျိုးနေအောင်ရိုက်ကောင်းရိုက်ပေးလိုက်မည်အေးဒီဒီယခုမှပို၍ပူလာသည် မင်္ဂလာဆောင်သတို့သားဤဖခင်က ငွေဖလားကြီးကိုခြေထောက်နှင့်ပြေး၍ကန်လိုက်ဒီမှာမျက်စီထဲမှာဖြောက်၍မရနိုင်အောင်ဖြစ်သည်ယခုလောက်ဆိုလျင် အဖေသည် အမေအုတ်ထိန်မှုညံ့၍သာဤသို့ဖြစ်ရလေသည်ဟု အမေနှင့်ရန်ဖြစ်နေမိလားဒုတိမဟုတ်မိမိကိုဒေါသဖြစ်တိုင်းမောင်လေးနှင့်ညီမလေးတို့ကိုရိုက်နှက်နေလေမိလားအေးဒီဒီရေတခွက်ကိုထား၍တောက်လိုက်သည်အဲခေါလူကြီးငွေဖလားကြီးထားကန်ပြစ်လိုက်တာတွေ့ကြတဲ့ကကျုပ်စိတ်ပူတယ်တော့ မျက်စီတဲကဖြောက်လို့ကိုမရဘူးအဖေလည်းအဲ့တက်လို့များစိတ်ဆိုးနေမလားမသိဘူးအဖေစိတ်ဆိုးရင်အာကြီးကြောက်เสียကောင်းနေတော့ဒေါသကလည်းအာကြီးကြီးတာပဲအမေကွာကို့ရောက်ခတိကြီးကဒီလောက်လည်းမဟုတ်ပါဘူးတဘောကောင်းပါလေသူကတော့ပြောလိုက်ရင်ဒါမျိုးကြီးပဲလူကြီးကိုကမုန်းစေရာအေးဒီကမျက်ဆောင်ထိုးပြလိုက်ရာထိုးဆိုင်ကအေးဒီကို လမ်းညှိုးလက်မကလေးနှက်ချောင်းတဲ့နဲ့လှမ်း၍စိတ်ဆွဲလိုက်သည်အမလေးကြည်နူးနေလိုက်ကြတာငါတို့အဖြစ်ဆန်အေးကြီးဒီအိမ်ရှိမှဝင်လာရင်လှမ်းអော်လိုက်ပြီလည်းရင်သူ့ပါးစပ်ကိုသူ့လက်နဲ့ပိတ်ခါငကိုမှေးနေတော့မျက်ပေါက်ချင်းကလေးကိုအစွမ်းကုန်ပြူးစီလျက်တစ်ဖက်သို့ခေါင်းဆက်၍ပြလိုက်၏ထိုအတွင်ထုံးဆိုင်တငယ်ချင်းဤဆိုင်ကားသည်ဆန်အေးကြီးပြလိုက်သောနေရာ၌နင်းလာပြီလည်းရင်အေးတီဤအဖေနှင့်အမေတို့ဆင်းလာကြသည် ထောဆိုင်နှင့်အေးဒီသည်မပြေးသာမချောင်သာဖြစ်နေကြ၏ထိုချိန်၌ပင်လည်းအေးဒီဤအဖေနှင့်အမေတို့သည်အိမ်ပေါ်သို့ရောက်လာကြ၏ဟေးဟိုကောင်နဲ့ကောင်မဘယ်ပြေးကြမလို့လဲလာကြဟုအေးဒီဤအဖေကလှမ်း၍ခေါ်လိုက်သည်အေးဒီသည်တကိုယ်လုံးတုံ့ရသွား၏မျက်ရည်ကလေးတွေလဲလျက်ထောဆိုင်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးလည်းရင်ခေါင်းငိုက်ဆိုင်နှင့်ဖြစ်သွား၏ထောဆိုင်ကမူခဏတွေ့နေရမှလာဟုတ် တခွန်းနဲ့ပြောပြီးလိုက်ရင်ရှေ့မှထွက်သွားရာအေးဒီကကုတ်ကုတ်ကလေးနောက်မှလိုက်သွား၏အေးဒီအဖေနဲ့အမေရှိတွင်နှစ်ယောက်သာထိုင်မိတည်နေတဲ့ပြိုင်နဲ့အေးဒီအမေဒီအေးဒီရှိရာတို့တိုးလာသည်ကာလာနာမတေးချင်းစိုးမှ လူကြီးတွေကိုစိတ်မပူပူအောင်လင်းနောက်လိုက်မယ်လို့ပြောမသွားဘူးကားတိုက်သလားလူဆွဲသွားပြီးအယောင်စာခံလိုက်ရသလားနဲ့စိတ်ပူလိုက်ရရှာလိုက်ရတာနေတော့တာ ပေါင်တွင်းကျော်ဆွဲလိမ်ဖြစ်အောင်မယ်ဟုပြောပြောဆိုဆိုလက်ရောက်လာသည်မဲအေးကလည်းဟာအတနေလိုက်ဆမ်းပါအေးဒီအဖေကဟန့်လိုက်သည်ထို့နောက်အတန်ကြာစကားမပြောကြဘဲငြိမ်သက်နေကြသည်ထွန်းဆိုင်ကမူတမြဲချင်းဖြစ်သူနှင့်ဆန်အေးကြီးကသာမကြေမချမ်းသောမျက်လုံးကြီးနှင့်လှန်လှန်ကြည့်နေသည်နေတို့ကြိုက်လို့နေတို့ယူကြတာအလောက်ပြအကင်ပြခံပြီးဘာမှချောင်းတိန်နေကြပြေးနေကြမလို့ဘူး အခုအချိန်မျိုးဆိုတာလုံနိုင်မှာထမင်းတက်လို့အနိုင်နိုင်စားကြရတာတို့ကတော့လူတယောက်ယော့သွားရင် စားတဲ့ပါဇက်တပေါက်ယော့သွားတာပဲအေးဒီဈေးရောက်နေဆိုတာကလည်းသူ့ဝတ်ဖို့အပြိုလောက်ဖို့တောင်ဝယ်လောက်တာမဟုတ်ဘူးအဲ့ဒီတော့သူမရှိရင်တို့ကတော့တတ်တာတယ်အဲတခုတော့ရှိတယ်အခုကြိုက်အခုယူအခုကွဲဆိုတာမျိုးတော့မကြိုက်ဘူးဟိအေးဒီမှာအပြစ်မရှိပဲယောက်ျားလေးကမတရားလုပ်ရင်လည်း ။ဒါမခံချင်လာရင်ဖြစ်ချင်ရဖြစ်လိုက်တက်မှာပဲ။မိန်းကလေးကလည်းကိုကြိုက်လို့ကိုယူပြီးနောက်မှဘဲနဲ့ညနဲ့နဲ့အိမ်ပြန်လာရင်လည်းငါကတော့အိမ်ဝကနေဖနှောက်နဲ့ပြန်ပေါက်ချမှာပဲ။ကြားတယ်ကွာ။ငါကညလည်းအလုံဆင်းရအောင်မယ်။တိုးတိုးပြောရရင်နင်တို့ပြန်လိုက်ခဲကြ။ကိုရောက်တော့လူချင်းနှစ်ယောက်သုံးယောက်နဲ့မြန်မြန်ကိစ္စပြီးအောင်လုပ်ပြီးအေးဒီကိုခေါ်သွားအဲထောဆိုင်အမေကတော့သူတော်ကောင်းပါကြီးဖြစ်နေပြီလေ ကြိုက်တယ်လို့ဒါလောက်ပါတော့သူတော့တက်ခေါက်ဆိုးဝစ်ပြီးတရားအထုတ်သွားတော့မယ်သူသားကိုအပ်ပါတယ်ဆိုပြီးမနေ့ညနေကအိမ်လာပြောသွားလေရဲ့ခဲအဲ့ဒါပဲမဟုတ်ဘူးတော့ကျုပ်မကြေမချမ်းတာကဒီကောင်မကဘာဖြစ်လို့လူကြီးတွေစိတ်ပူအောင်မပြောမစုံနဲ့လှုပ်သွားရတယ်ဆိုတာထုံးဆိုင်နေတကယ်လဲသဘောကောင်းလို့လာတော့ရောက်ခမအသက်ဆက်ဆက်ကြီးများအပေါ်တွင်ရင်းနှီးရှိခင်လာမိသည် အတော်စိတ်ပူနေမှာတိလို့အေးတီရောကျွန်တော်ရောရှက်ချင်းကြီးဆန်အေးကြီးကိုလှုပ်ပြီးအကြောင်းချားခိုင်းပါတယ်ခမည9ခဏနာရီလောက်မှပဲပြုတ်တောင်းကလေးလာပို့ရင်အကြောင်းချားတာကရှက်ချင်းအကြောင်းချားတာလားဟမตาရကျကျွန်တော်ကျွန်တော်တို့ခိုင်းလိုက်တော့မနက်9နိုင်ကြော်ကြော်လေးပဲရှိပါသေးတယ်ကိုကျော်ဆန်ကြီးခမည်ဘလို့လောက်တာတော့ကဲပါလေပြီးတာလေးလဲပြီးပါစေ အရေးကြီးတာကအခုဘလို့ဆက်ပြီးစီစဉ်ကြမှာတော့ကျွန်တော်လည်းဦးလေးတို့အတော်လို့တာသမီပါပဲဦးလေးတို့အတော်လို့စီစဉ်တယ်လို့နားထောင်ပါမယ်ကဲလာဒါဖြင့်ပြန်မယ်အေးဒီအဖေကဦးဆောင်ရဲ့နေရာမှထားလိုက်သည်သူတို့ဒီမင်္ဂလာဆောင်မှပို့တော်ကော်ဖီများကိုအင်ရှင်ဖြစ်သူကထည့်၍တိုက်တီကိုပင်မတောက်နိုင်ကြပဲဓမ္မကဒံပြန်လာကြ၏ ထောဆိုင်သည်ဆန်အေးကြီးယူလာသောမိမိဆိုင်ကားပေါ်တွင် အေးဒီကိုတင်လျက်ခြေဆုံးမှနေ၍တုတ်ချေတင်နင်းလာခဲ့သည်နေရီသောကောင်းကင်သည်ကြည်လင်လျက်အေးသောလေတို့ကအေးဒီ၏ရင်ဘတ်ကိုတိုးနေသည်အေးဒီ၏ဘာတော်တော့ကိုယ်ရောက်ခတိကြီးကသဘောကောင်းတယ်နော်တေနာကြကဲဟဲတုတ်တုတ်ခဲခဲကောင်းမလေးကစိုက်ကားနေနေသူကိုလှမ်းရိုက်လိုက်ရာ စိုက်ကားစရာသည်ပြုံးဖြည်းဖြည်းကြီးနှင့်စိုက်ကားကိုတအားကျုံ၍နင်းလိုက်လေသည်။ရန်ကုန်ဘဆွေဆွေမြို့တီမဂဇင်းဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာကြီးရန်ကုန်ဘဆွေရေးသားတော်ရောသွားသောပါဇက်တပေါ့လို့အမိရတဲ့ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့သူညီကောင်တော်မများအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်တော်မများအားလုံးကိုစိတ်နှပါချွင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ